မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုမြို့သို့စစ်တပ်ကအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်ရတွင်စစ်မှုရန်တပ်သားတင်များကိုမူးယစ်ဆွေးကြွေးကအသေးခံတိုက်ခိုင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက်စစ်တပ်ကစစ်မှုထမ်းတပ်သားတင်များကိုမူရစေးကြွေကအသေးခံတိုက်ခိုင်းနေပြီးစစ်တပ်ထဲမှထွက်ပြေးနေသည့်စစ်သားများကိုလည်းကယ်ထုတ်ပေးနေရကြောင်းတနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့မှသတင်းပြန်ကြားရေးတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါသည် နောင်ချိုမြို့ကိုပြန်လည်သိမ်းပိုင်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကစစ်မှုရန်တပ်သားတင်များပြင်းဦးလွင်စစ်တင်နှံကြောင့်မှကျောင်းဆင်းစစ်သားများကိုအတုံပြု၍ပြင်းဦးလွင်မြို့နယ်ဘက်မှစစ်ကြောင်းတစ်ကြောင်းတောင်ခမ်းဘက်မှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ခုဖြင့်ထိုးစစ်ဆင်လျက်ရှိရာတပ်ဖက်တပ်အပြစ်ခတ်ရက်စစ်ထားသည့် DNL နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်နေကြောင်းသိရပါသည် စေးကျွေးပြီးနောက်ကနေအမိတ်ပေးတက်ခိုင်းတော့အစုလိုက်အပြုံလိုက်တန်းအစုလိုက်အပြုံလိုက်သေးတယ်အဲ့ဒီသေးတဲ့အလောင်းတွေကိုကြော်ခွပြီးနောက်ထပ်ထပ်တိုးတာမျိုးကအမြဲကြုံနေရတယ် လူသားတိုင်းဆိုလည်းဟုတ်တယ်အသေးခံတတ်သားဆိုလည်းဟုတ်တယ်မြင်ရတဲ့မြင်ကွင်းကကိုယ့်လူတွေပါသွေးဖြတ်ခြင်းစရာမျိုးပဲတကယ်လူစိတ်ပြောက်အောင်လှုပ်ထားတာပါကျွန်တော်တို့တက်ဖွဲ့တွေရှိတာတည်တည်ကြီးနဲ့တက်လာတာပြီးတော့ကြောက်တော့ထိုးနေတာအနီးကပ်တက်လာထိုးတော့အနီးကပ်စော်ကြတာကိုဘက်ကလည်းထိတာတွေရှိပါတယ်ဟုတ်ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တက်ဖွဲ့မှသတင်းနှစ်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနသို့ပြောကြားပါတယ် ထို့ပြင်စစ်ကောင်စီတပ်အတွင်မှထွက်ပြေးနေသည့်စစ်သားများလည်းရှိကြောင်းအချို့မှာအကူအညီတောင်းခံလာသဖြင့်ယခုရက်ပိုင်းအတွင်ရှစ်ဦးထပ်မင်းကိုကဲထုတ်ပေးထားမှုရှိကြောင်းထို့သောကဲထုတ်ပေးထားသူများကိုသက်ဆိုင်ရာနေမြေဒေသရှိတော်လရေးအဖွဲ့များနှင့်ချိတ်ဆက်စီစစ်အတီးပြုကလွတ်မြောက်နေပြီသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရပါသည်စစ်မှုတဲ့ဥပဒေနဲ့အစွဲခံရပြီးတော့ရှေ့တန်းရောက်လာတဲ့သူတွေအကူအညီတောင်းလို့ကဲထုတ်ပေးထားရတာဒီရက်ပိုင်းမှာ၈ရောက်ထက်မနည်းရှိပါတယ် င်တော်ကြောက်ကူဘက်ရောနောင်ချိုတဝိုက်မှာရောအမြဲလိုလိုဖမ်းမိတာထွက်ပြေးခြင်းလို့ခေါ်ထုတ်ပေးရတာတွေရှိတယ်။တက်ထဲကနေပြေးခြင်းနေသူတွေကအများကြီးပဲ။ထိုးစစ်လုပ်ဖို့တက်မအစုံ၊ကြောင်းအစုံကဆွဲထုတ်ပြီးထိုးစစ်လုပ်နေတာပါ။အင်အားကညာဟန်ပြထားတာ၊ဝါရဖြန့်ထားတာကအစရှိစုမဲ့စုအင်အားနဲ့တိတ်ခါဆဲခြင်းလို့မနိုင်မှန်းတိတိနဲ့ထိုးစစ်ဆင်နေတာပါဟုတနုပြည်သူလူမျိုးရေးတက်တော် DBLA တက်ခွဲမှတရင်နေပြန်ကြရေးတာဝန်ရှိသူကတရင်တာနာတို့ရှင်းလင်းပြောဆိုပါတယ်။ စစ်မှုထမ်းပေါ်တာဆွဲခံရမည်သူများအနေဖြင့်လွတ်မြောက်ရနိုင်မည်သို့တိန့်ရှောင်နေထိုင်ကြရန်ပေါ်တာဆွဲခံရပြီးစစ်တပ်အတွင်ရောက်ရှိနေသူများအနေဖြင့်လည်းမေအောင်လိုက်နှင့်အပေါင်းပါလူတစုအတွက်အသက်အသေးမခံပဲရရနီလန်းရှာကရုံးထွက်ကြရန်တိုက်တွန်းထားပါသည်အကြံဖက်စစ်ကောင်စီတပ်ကဇွန်လတလလုံးအပြည့်ခက်ရက်စဲရေးကြီးညာထားတော်လဲနောက်ချိုမျိုးတို့စစ်ကြောင်းများဖြင့်အင်အားအပြည့်ထိုးစစ်ဆင်နေသည့်ဖြင့်လက်နက်ကြီးများပစ်ခတ်ခြင်းလေးချောင်းတိုက်ခိုက်ခြင်းများကိုလည်းဇက်တိုက်လုံဆောင်နေကြောင်းသိရပါသည် ဆက်လက်ပြီးတင်မောသားအလုတ်ကင်ဖြစ်စစ်မှုထမ်းတင်းရှောင်ရန်ပြည်ပသူထွက်ခွာသူများများပြားလာသဖြင့်စေကောင်စီကအသက်25နှစ်အထက်ကျော်လွန်လျင်တင်မောသားလုတ်ခွေမပြုတော့ဟုပိတ်ပင်ကြမြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်စစ်မှုထမ်းရန်အကျုံးဝင်နေသည့်လူငယ်များကတင်မောသားအလုတ်အကင်ဖြစ် စစ်မှုတန်းတိန်ရှောင်ရန်ပြည်ပသူထွက်ခွာသူများပြားလာသဖြင့်စစ်ကောင်စီကအသက်25နှစ်ထက်ကျော်လွန်သူများကိုတင်မောတာအလုအကန်လုတ်ကင်ခွင့်မပေးတော့ပေတရားဝင်ပိတ်ပင်လိုက်ကြောင်းရန်ကုန်မြို့အခြေဆိုင်တင်မောတာအလုအကန်အေဂျင်စီတင်းနှံကြောင်းများကသတင်းဌာနသို့ပြောကြားပါသည် အကြံဖက်စစ်ကောင်စီလက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလာမည့်ဇူလိုင်၁ရက်နေ့မှစတင်၍အသက်၂၅နှစ်အထက်လူငယ်များအလုံးသင်းမောသားအလုတ်အကိုင်းလုတ်ကိုင်းခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ကြောင်းထို့ပြင်ကန့်သက်ချက်စည်းမျဉ်းအသစ်များအနေဖြင့်သင်းမောသားလုတ်ကိုင်းလူသူများသည်အသက်၂၅နှစ်အောက်ရှိရမည်အဖြစ်အင်္ဂလိပ်စာအရေးအဖက်အပြောနားလည်မှုစွာရေး IELTS 4K အမှတ်5အထက်ရှိရမည်ဆိုသောသတ်မှတ်ချက်အသစ်ကိုပါတိုးမြင့်ချမှတ်လိုက်ကြောင်းသိရပါသည်။ လာမည့်ဇူလိုင်လတရနေ့မှာအသက်24နှစ်နဲ့6လအထက်ရှိနေရင်တော့သင်္ဘောသားလက်မှတ်တင်နှန်းတွေဘယ်လူငယ်မှတက်ခွင့်မပေးတော့ဘူး။တနည်းအားဖြင့်သင်္ဘောသားလောက်ခွင့်မပေးတော့ဘူး။ DMA ကတရားဝင်ပိတ်လိုက်ပြီးအသက်25နှစ်အောက်ပဲသင်္ဘောသားလောက်ခွင့်ရှိတော့မယ်ဟုရန်ကုန်မြို့အခြေစိုက်သင်္ဘောသားအလုပ်အကိုင်အေဂျင်စီတင်နှန်းကြောင်းမှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါရယ်။ စစ်ကောင်စီကအသက်25နှစ်အထက်လူငယ်များကိုတင်းမောတာအလုပ်အကိုင်းပိတ်ပင်ရတွင်လူငယ်များကအမှန်တကယ်တင်းမောလိုက်ရမှာမဟုတ်ပဲပြည်ပသို့အကြောင်းအမျိုးမျိုးကြောင့်ထွက်ခွာလိုသဖြင့်တင်းမောတာအဖြစ်ဝင်ရောက်လျှောက်ထားနေကြခြင်းတင်းမောတာအခြေခံတင်းနှန်းများတွင်စိတ်ပါဝင်စားမှုမရှိဘဲတက်ရောက်နေခြင်းပြည်ပသို့ရောက်ရှိသည့်အခါတင်းမောတွင်ဆက်လက်တာဝန်မထမ်းဆောင်ပဲခုံချကြခြင်းတို့ကြောင့်အသက်25နှစ်အထက်ရှိသူများအလုံးကိုတင်းမောတာအဖြစ်လောက်ကင်ွက်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါသည် စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေပေါ့အထူးသဖြင့်အသက်18နှစ်ကနေအသက်35နှစ်အတွဲမှာတင်းမောသားလှုပ်ဖို့ရှောက်ကြတဲ့လူငယ်အကြီးအတွက်ကတိမ့်နဲ့ချီကိုရှိလာတယ်။အခုကစစ်မှုထမ်းတင်းရှောင်ဖို့တင်းမောသားအဖြစ်အခွင့်ရှောက်ကြတာ။တင်မောတက်ပြီးရလေဥရောပနဲ့ကောင်းနေနိုင်ငံတွေရောက်ရင်ခုံချကြတာများတယ်သူတို့ပိတ်ပင်တာကအတိကကစစ်မှုထမ်းတိန်ရှောင်တာများလာလို့ပိတ်တာဟုရန်ကုန်မှဝါရင်တင်မောသားတအူကဆိုပါတယ် မြန်မာနိုင်ငံတွင်လက်ရှိအနေအထားအရတင်မောသားဥယျာဉ်16219ဦးရှိသည့်အနက်မှာတင်မောတက်ရောက်ပြီးသူ69100ဦးရှိပြီးအလုံးမရရှိသေးပဲစောင့်ဆိုင်းနေသူတင်မောသားလူသစ်18119ဦးရှိကြောင်းတင်မောသားမှတ်ပုံတင်ရန်လူသစ်လျှောက်ထားသူအရေအတွက်မှလည်းတင်းချီ၍တနေ့တခြားတိုးပွားလာနေကြောင်းရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏အချက်အလက်များအရသိရပါသည် အကြံဖတ်စစ်ကောင်စီကစစ်မှုထမ်းရန်အကြုံးဝင်သောအသက်16နှစ်မှအသက်35နှစ်အတွင်းလူငယ်များကိုလည်းပြည်ပသို့အလုအကင်သွားရောက်လုကင်ခွေမပြုတော့ဘဲပိတ်ပင်ထားရမှာယခုနောက်ဆုံးတွင်အသက်25နှစ်အထက်လူငယ်များအလုံးကိုတင်းမောသာအလုကင်လုကင်ခွေမပြုတော့ကြောင်းပိတ်ပင်လာခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းအဝင်းအမှတ်3ဂိတ်နဲ့လမ်းဆောင်ဂိတ်တို့တွင်စစ်တပ်နှင့်ရဲများ၏ငွေတောင်းရမှုဆိုးရွားလာသည့်အပြင်ပြည်သူများကိုရိုက်နှက်ဆဲဆိုသည့်အသည့်ရန်ကားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်နဲ့အမြန်လန်းနှင့်ပဲခူးလန်ဟောင်းလမ်းဆောင်ဂိတ်တို့တွင်စစ်တပ်နှင့်ရဲများ၏ငွေတောင်းရမှုများဆိုးရွားလာသည့်အပြင်ပြည်သူများကိုရိုက်နှက်ဆဲဆိုသည့်အထိရန်ကားလာကြောင်းခရီးသွားပြည်သူအများစုကတရင်ဌာနသို့ပြောကြားပါသည်။ ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်တွင်၎င်းရန်ကုန်မန္တလေးအမြန်လန်းအဝင်နှင့်ပဲခူးလန်းဟောင်းလမ်းဆောင်ဂိတ်တို့တွင်စစ်တပ်ရဲရင်ထိုင်ရဲလာဝကစီပင်အပါဝင်ဌာနပေါင်းစုံကဂိတ်ချထားကြောင်းယင်းဂိတ်များတွင်ခရီးသွားပြည်သူများကိုမှတ်ပုံတင်စစ်ဆေးခြင်းမော်တော်ယာဉ်များကိုစစ်ဆေးခြင်းများလှုပ်ဆောင်ကြောင်း ခရီးသွားပြည်သူများ၏မှတ်ပုံတင်များကို Person Scrutinization and Monitoring System PSMS application ပြင်စစ်ဆေးပြီးဖြတ်တန်းသွားလာသည့်ပြည်သူတိုင်းကိုငွေကြေးတောင်းခံနေကြောင်းငွေကြေးပေးရသည့်အပြင်ခရီးသွားပြည်သူများကိုဆဲဆိုခြင်းကားပေါ်မှစင်ခါ၍ရိုက်နှက်ခြင်းများလည်းလှုပ်ဆောင်ကြကြောင်းသိရပါသည် ရန်ကုန်အဝင်ဘက်အချမ်းဂိတ်ကပြည်သူတွေကိုငွေတောင်းနေပြဿနာရှာစဲမှုမှတ်ရိုင်းနေနရင်ရိုက်ပါးတွေရိုက်လုတဲ့သူတို့စိတ်မထင်ရင်မထင်တယ်လို့လုတာအဲ့ဒီမှာတောင်းနေတာကရဲကအနည်းဆုံး9000ကနေစတောင်းနေရေမပုံတင်စစ်တာမှလည်းကားတစီးမှလူ9ယောက်ပါရင်2000တောင်းနေအဲ့ဒါဘေးကချစ်လျင်စစ်သားကကားတစီးကို1000တောင်းနေလီတက်ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေကငွေ1000ခွဲကနေ3000အထိကားပေါ်မှာလူပါရင်ပါတလောက်တောင်းနေလာဝကားတွေက9000တောင်းနေဆရာဖားတွေက9000တောင်းနေအဲ့ဒါဂိတ်တက် ိတ်ထဲမှာဌာနပေါင်းစုံကဝိုင်းတောင်းနေတာနော်ဂိတ်တွေဖြတ်ရင်အချိန်မကြခြင်းရငွေထုတ်မှတ်ပုံတင်ပြမြန်မြန်ချွတ်အဲ့ဒီလိုဖြစ်နေတာဟုခရီးသွားပြည်သူတအူးကရှင်းပြပါတယ်ထို့ပြင်ခရီးသည်များနှင့်ပြည်သူများဤဖုံများကိုလည်းစစ်တပ်ကကွန်ပျူတာဖြင့်စစ်ဆေးခြင်းဖုံးကိုဖွင့်၍စစ်ဆေးခြင်းများလှုပ်ဆောင်ကြောင်းနှလုံးသုံးလုံးလောင်းကစားများပါခြင်းနိုင်ငံရေးနှင့်ပတ်သက်သော post များကို like ပေးခြင်း share ခြင်းများလှုပ်ဆောင်ထားပါကပြည်ထနာရှာသည့်အပြင်ဖမ်းချုပ်ရိုက်နှင့်ငွေကျပ်သိန်းစေကြီးတောင်းခံနေကြောင်းသိရှိရပါတယ် ငွေတောင်းတာမပေးရင်ခရီးသည်တွေကိုထောက်ခံစားမင်းဖုံးစစ်တယ်ကိုတိလက်ရောက်ရိုက်နှက်ဆဲဆိုတာတွေကိုလုပ်တယ်အဲ့ဒါကအမျိုးသားလူငယ်တွေအလုတ်ခံရတာများတယ်မင်းကတောင်းမကြိုးဘူးဆိုပြီးလုပ်တာတချို့လူငယ်တွေကတော့အစ်မူတန်းအဖြစ်အဖမ်းခံရတယ်ဟုကိုရံရိုက်နှက်ခံခဲ့ရသည့်လူငယ်တအုပ်ကဆိုပါတယ် အလာဒူလမ်းဆောင်ဂိတ်တွင်လည်းစစ်တပ်ရဲလာဝတ်ကနေဌာနပေါင်းစုံတောင်းရန်သည့်အပြင်ညနေပိုင်းတွင်တောက်စားမှုရွေ့၍ပြည်သူများကိုစစ်ဆေးကြောင်းအမျိုးသမီးများကိုလည်းလိမ့်ပိုင်းဆိုင်ရာထိပါမှုများလှုပ်ဆောင်ကြောင်းသိရပါသည်။အဆိုပါဂိတ်များတွင်တိုင်ကြားနိုင်သည့်ဆိုသောဖုန်းနံပါတ်များနှင့်လိပ်စာများရေးသားထားသည့်ပြင်တိုင်ကြားတော့လည်းမိသည့်အရေးယူမှုမှမရှိကြောင်းဒေသခံပြည်သူများကပြောဆိုပါသည်။